ရေဒက်အနာမေမင်္ဂလာပါရှင်မင်္ဂလာကတိမအပြန်လဲကျဆွနာရပါရှင်ကျမတို့ channel ကနေနေ့စဉ်ပြတဲ့ပြပန်းတဲ့များကျွန်တော်ရဲ့တင်များနဲ့နောက်ဆုံးရတင်များကိုအချိန်နဲ့တပင်းရင်စတင်တက်ဆက်ပေးတော့မှာဖြစ်ပါရှင်ယခုပထမဆုံးစတင်တက်ဆက်ပေးမယ့်တင်ချောင်းလေးကတော့2023ခုနှစ်မှာ2029ခုနှစ်အထိပညာသင်ပြီးစီးခဲ့တဲ့ဆရာဝန်1092ဦးကိုစက္ကန့်စီကအမိပြက်စင်တွင်ပြီးပြပချက်ခွေပြပင်တော်လဲပဲမင်းမီပိုးမမီတာအပါဝင်စစ်တပ်အပိုင်းဝရဲ့တာသမီဆရာဝန်များကိုတော့ ပြည်ပအချက်ခွပြထားတယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါရရှင်။အကြံပေးစကောင်စီက2023ခုနှစ်ကနေ2020ခုနှစ်အထိပညာသင်ပစ္စည်းခဲ့တဲ့ဆရာဝန်1022ဦးကို၎င်းရဲ့လက်အောက်တွင် အမှုမထမ်းဟုဆိုကာစကောင်စီကအမေပြက်စင်းတွေ့ပြီးပြည်ပအချက်ခွပေးပင်တော်လည်းပဲမင်းသမီးပိုးမမီသားအပေါင်းဝင်စစ်တပ်အတိုင်းဝန်ရဲ့တာသမီဆရာဝန်များကိုတော့ပြည်ပအချက်ခွပြထားကြောင်းဆရာဝန်အတိုင်းဝန်ကပြောဆိုထားဖြစ်ပါရယ်။ ။ရုပ်ရှင်တရုပ်ဆောင်မေတ္တမီပိုးမမီတန်ဟာ2023ခုနှစ်ဒီဇင်ဘာလမှ2020ခုနှစ်ဒီဇင်ဘာလအထိဆေးသက်ကတူတက်ရောက်ပညာသင်ယူပြီးစီးခဲ့တဲ့ဆရာဝန်တူဖြစ်ပြီးစကောင်စင်လက်အောက်တွင်လည်းအမှုထမ်းခြင်းမရှိကြောင်းတွေ့ရတွေ့၎င်းကိုမူနာမည်ပြည့်စင်တွင်ခြင်းမပြုဘဲပြည်ပထွက်ခွင့်ပြုထားကြောင်းသိရှိရပါသည်။မင်းမေးပုံမမီတာဆိုရင်လည်းကျွန်တော်တို့ရဲ့အပတ်စဉ်မှာပဲဒါပေမဲ့တူကြတော့နာမည်ပြည့်စင်လည်းမတွင်ထားဘူး တူကလည်းစက်ကောင်စင်လည်းအောင်မဆရာမလုပ်နေတာမဟုတ်ပါဘူးအဲ့ဒီလိုပါပဲကျွန်တော်တို့အပတ်စဉ်ဖြစ်တဲ့အတူတူဖြစ်တဲ့တိုင်းအောင်စစ်တပ်အတိုင်းဝရဲ့တာသမီတွေဆရာမတွေကတော့နိုင်ငံခြားကိုဝင်လိုက်ထွက်လိုက်သွားလာလို့ရပါတယ်အာနာရှိအတိုင်းဝနဲ့နှိစက်ပြီးငွေပေးနိုင်တဲ့သူလည်းပြပထွက်ခွင့်ရနေပါတယ်မျက်နာကြီးရဟင်းဖတ်ပါဆိုလိုပါပဲသူတို့တာသမီတွေကြတော့သူတို့လက်အောက်အမှုမချမ်းလဲဘာမှအရင်မယူပဲပြပထွက်ခွင့်ပြနေတာဟုအမီပြည့်စင်အတွင်းခံထားရတဲ့ဆရာမတွေကတော့ရှင်းပြထားဖြစ်ပါတယ် ။လက်ရှိမှာဆိုရင်တော့အမီပြက်စင်တွင်ထားတဲ့အပိပင်ခံထားတဲ့ဆေးဝါးများကိုဂျမရေဝန်ကြီးဌာနအောက်တွင် အမှုထမ်းတဲ့အမီပြက်စင်မှာပယ်ဖြတ်ပေးမည်ဟုစက်ကောင်စီကကံလန်းအသိပေးထားကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံတော်စစ်တပ်ကတူများတွင်2013ခုနှစ်ဒီဇင်ဘာလမှ2020ခုနှစ်ဒီဇင်ဘာလအထိပညာသင်ယူပြီးစီခဲ့တဲ့ဆေးဝါး1022ဦးကိုနိုင်ငံဝန်ထမ်းမလုပ်ရစကောက်စီကအမိပြအစီရင်တွင်ကဈေးပညာဘွဲ့နဲ့ဈေးကုတာခွင့်လက်မဆမမပေးဘဲပြပထွက်ခွင့်နဲ့ပညာဆက်လက်တင်ကြားခွင့်ကိုပါစကောက်စီကပိတ်ပင်ခဲ့ရဖြစ်ပါရယ် ချိုတိုပေပေမှုကိုမေလာရဲ့အမေပြင်ဂျမရေဝန်ကြီးတက်ခံဝင်တဲ့ဂျမရေလှွှန်းစွန်အားအရင်မြဲဦးစီးဌာနညွှန်ကြားမှုချုပ်တင်ထွန်းတို့ကလောက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ 2023ခုနှစ်ဒီဇင်ဘာလမှစတင်၍မြန်မာနိုင်ငံတော်ဝန်ရှိစီတက္ကသိုလ်များတွင်ကျောင်းသားကျောင်းသူတထောင်ကျော်စီကျောင်းတက်ခဲ့ကြပြီးအလုတ်တင်ဆင်ခြင်အပောင်းဝင်2029ခုနှစ်ဒီဇင်ဘာလတွင်ပညာသင်ယူမှုပြီးဆုံးခဲ့ကြကြောင်းထိုချင်းတွင်စက္ကောင်စီဟာ2029ခုနှစ်ဒီဇင်ဘာလတွင်ကျောင်းပြီးခဲ့ကြတဲ့ဆရာဝန်များကို၎င်းရဲ့လက်အောက်တွင်ဝင်ရောက်အလုတ်လုပ်ကိုင်ရန်အမိန့်ပေးခဲ့ကြောင်း တွေ့ရတွင်2029ခုနှစ်ဒီဇင်ဘာလတွင်ပညာသင်ယူပြီးဆုတ်ခဲ့ကြတဲ့ဆရာဝန်အများစုကနိုင်ငံရေးအခြေအနေများကြောင့်စစ်ကောင်စီလက်အောက်ခံတွေအလုပ်လုပ်ရန်ငြင်းဆန်ခဲ့ကြတဲ့ဖြင့်ရင်းသူစစ်ကောင်စီကပိတ်ပင်မှုများလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အမေပြည့်စင်အတွင်းခံထားရတဲ့ဆရာဝန်2022ဦးအနေမှာတရားဝန်ကြေကသာစစ်ကောင်စီနဲ့အောက်တွင် အလုတ်ဝင်ခဲ့ကြပြီးအများစုမှာယခုအချိန်ထိလက်မှတ်ရေးထိုးခဲ့တဲ့ဂရိဝန်ခံချက်စာချုပ်ပါတဘောတူညီချက်အတိုင်းငွေချက်၁၀သိန်းပေးရရန်ဆန္ဒရှိကြကြောင်းတွေ့ရတဲ့စစ်ကောင်စီကငွေ၁၀သိန်းပေးရမှုကိုလက်မခံဘဲအမေပြည့်စင်တွင်ဆရာဝန်များအားလုံးကိုပြပအချွတ်ခွေနဲ့ပညာသင်ကြားခွင့်ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ယခုမတ်လလနဲ့တွင်ပြည်လုံးမဲ့ဈေးပညာပွဲနှင့်တပင်များတွင်အမိပြက်စင်းတွင်ထားသူများကိုဈေးပညာပွဲမပေးဟုအသိပင်လာပြီးစကောင်းစင်းနဲ့အောက်တွင်အမှုထမ်းသူများကိုသာဈေးပညာပွဲပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။တနိုင်ငံလုံးတွင်ဂျမရေဝန်းနံတသိန်းနဲ့၃ထောင်နဲ့နေရာနဲ့၁၄ဦးရှိတဲ့အ ਨੇ စစ်တအနာသိမ်းမှုကြောင့်ဂျမရေဝန်းနံ၄၈၀ထောင်နဲ့နေရာနဲ့၅၄ဦးစီရင်လောက်ခဲ့ကြခြင်းဖြင့်စစ်အနာရှစ်စနစ်ကိုဆန့်ကျင်တွန်းလှန်ခဲ့ကြအောင်လည်းဖြစ်ပါရယ်။ ဇလဲပြီးတော့ကြောက်ဖြူမျိုးနဲ့ကြက်သိမ်းရွာကိုစကောင်းစီဟာနေချောင်းတိုက်ခတ်မှုကြောင့်ဘုံကြီးကျောင်းဓမ္မယုံနဲ့လူနေအိမ်များမိလောင်ပြစ်စီပြီးကြောက်ဖြူမှာစစ်ပေးရှောက်ပြီးသူများဖုန်းလိုင်းနဲ့အင်တာနက်လိုင်းမရဘဲအကူအညီလိုအပ်နေတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကြက်သိမ်းရွာကိုစကားစီကလေးချောင်းတက်ခတ်မှုများဆက်တိုက်လှုပ်ဆောင်နေတဲ့ပြင်ဖုံးကြီးချောင်းဓမ္မယုံနယ်လူနေအိမ်များမိလောင်ပြည့်စည်သွားခဲ့ကြောင်းဒေတာတရေမြက်ကဖော်ပြထားဖြစ်ပါရီ ကျောင်းပြင်းမျိုးနဲ့စက်တိမ်ရောကိုအကြံဖက်စကောင်းစီက၄ကျင့်တတိုင်းဒရုံဖြစ်ပုံချက်တိုက်ခိုက်ခဲ့ရတွင်ဂျမယုံနဲ့လူနေအိ55လုံးရက်ကဆံများမိတော်ပြည့်စစ်ခဲ့ရသောမက်စလာ12ရက်နေ့တွင်မွန်လဲ17နိုင်ခွဲအချိန်ကအကြံဖက်ဖက်စစ်စကောင်းစီရဲ့ဒညဝတီရေတပ်စခန်းဌာနချုပ်ဒါရခါကစက်တိမ်ရောကိုဒရုံဖြစ်ပုံနှလုံးချက်ချတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကြောင့်ဖုန်ကြီးကျောင်းဂျမယုံနဲ့ကျောင်းနေရမှမှန်များပြည့်စစ်တွက်ခဲ့ကြောင်းသိရှိရပါသည် မစလာစတရက်နေ့နဲ့နဲ့အစံနာရဲ့အချိန်မှာစစ်တပ်ကသရုပ်ဖြစ်ပုံချဲမှုကြောင့်နေအိလေးလုံးနဲ့အစံများပြစ်စီခဲ့ကြောင်းမစလာကိုရနေမော်လဲတနာရဲ့30မိနစ်အချိန်မှာစကောင်စစ်တပ်ကသရုပ်ဖြစ်ပုံနှလုံးကြက်ချတိုက်ခဲ့တဲ့တွင်နေအိ14လုံးနဲ့အစံများမစလာ19ရက်နေ့တွင်လည်းစစ်တပ်ကသရုပ်ဖြစ်ပုံချဲမှုကြောင့်လူနေအိ9လုံးပြစ်စီတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ရန်ကုန်ခေတ္တတင်ဌာနကရန်ကုန်အခြေဆိုင်ကြောက်ဖြူမြို့နယ်အသင်းမှာအဖွဲ့ဝင်တူကိုကြောက်ဖြူအခြေအနေနဲ့ပတ်သက်၍ဆက်တွယ်မြင်ရရာတွင်မြို့နယ်အတွင်းမှာတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေဟုသိရှိရကြောင်းတို့ရတွေကြောက်ဖြူများအစ်ပေးရှာပြီးသူများမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများသုံးမရတော့ဘဲရန်ကုန်ရောက်ကြောက်ဖြူဒေသခံများနဲ့အဆက်အသွယ်များပြတ်တောက်နေကြောင်းသိရှိရပါတယ်။ အင်တာနက်နဲ့ဖုန်းလိုင်းတွေကမရတာများပါတယ်။တိုက်ပွဲတွေကတော့အကြောက်ဖြူထဲမှာတောက်လျှောက်ဖြစ်နေတော့ပြည်သူတွေမှာအကူအညီကတော့လိုအပ်နေပါတယ်။ကျွန်တော်တို့လည်းသွားမကူညီနိုင်ဘူး။သွားလို့လည်းမရပါဘူး။အဆက်အသွယ်တော့မရဘူးဖြစ်နေတယ်ဟုရန်ကုန်အခြေစိုက်ကြောက်ဖြူမြို့နယ်အတင်းမှာအဖွဲ့ဝင်တူဟာပြောဆိုထားဖြစ်ပါတယ်။ဆက်လက်ပြီးတော့မလိုင်းမြို့နယ်လက်ဆွေရွာတွင်ဂိတ်ချဆက်ကြီးကောက်နေတဲ့အရင်အုပ်ပြစ်ခတ်ခံရပြီးတည်ဆုံတနက်နယ်နဲ့ခရမ်းများတင်စီရရှိခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ မန္တလေးတိုင်းမလိုင်မြို့နယ်လက်ဆွေရွာကတွင်ဂိတ်ချဆက်ကြီးကောင်းနေတဲ့ရဲနှုတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ရတွင်ရဲနှုတ်စလုံးသေးဆုံးခဲ့ပြီးတနန်းနယ်အသိစင်ရရှိခဲ့ကြောင်းငင်းချန်ခရရ MLA တရဲ့နထူးကြီး PDM မှတာဝန်ရှိတတူကရန်ကောက်ခဲ့တဲ့တင်ဌာနချတော့ပြောဆိုထားဖြစ်ပါရယ် ယမန်နေ့မတ်လ12ရက်နေ့မလိုင်းမြို့နယ်မနောကန်ရစကန်မှာရဲနှဦးဟာလက်ဆွေရွာတွေဂိတ်ချလမ်းပေါ်တည်၍ပြည်သူများထံကနေချင်းချောက်ကပတ်ဆက်တောင်းခြင်းဖမ်းဆီးခြင်းများလှုပ်ဆောင်နေတဲ့ဖြင့်အလေးအငိုက်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတွင်ရဲနှဦးစလုံးသိမ်းဆုံးခဲ့ပြီး၎င်းတို့ကင်ဆောင်ထားခဲ့တဲ့တနက်နယ်လက်ကိုတိုင်းစင်းရရှိခဲ့ကြောင်းသိရှိရပါသည်။ ဘေးပပလည်းမှာကင်းပုတ်ပုံစံများနောက်ချံအင်အားတွေရှိရောတယ်အဲ့ဒီလက်ဆွေရွာကကျွန်တော်တို့မပြစ်ခင်အရင်ရက်ကပေါ့ဆက်တရက်နေ့ကပေါ်တော်တွေဝင်ဆွဲခံထားရတဲ့ရွာပါအဲ့ဒီရွာထဲမှာနွားကားတွေစိတ်ကားတွေကိုအဓိကထားပြီး ဂိတ်ကြီးတွေကောက်ခဲ့တဲ့ရဲခွေးတွေကိုပြစ်ခဲ့တာအဲဒီနာကတော့လူငယ်တွေနဲ့ဖမ်းဆီးတာရှိပါတယ်ပြီးလို့ရှိရင်ပေါ်ရဆွဲတာတွေအပြင်တခြားတော့ကားသမားတွေကိုဆွေးနေအစမတန်တသိန်း2သိန်းတောင်းတာလည်းရှိပါတယ်ဟုမြင်းချန်ခန်ရဲ့ MLD တရေနှစ်ထိုးကြီး PTM မှာတာဝန်ရှိတဲ့သူကရန်ကုန်ခေတ္တတင်ထားတာတို့ပြောကြားထားပြပါတယ် အဆိုပါတိုက်ခိုက်မှုကိုတော့နထိုးကြီး PDF မြင်းချက်ခရန်အမတ်လီတရင်နဲ့မြင်းချက်ခရန်အမတ်၁၀တရင်တို့ပူပေါင်းမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိ ပြန်လည်ဆွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းတည်းဆက်ပြီးမှုကို ကျွန်မပဲကြာနာကိုပြုပါရှင်။နောက်ကျပြည်တွင်ပြပသတင်းများကြော်ရဲတဲ့များနဲ့နောက်ဆုံးရတဲ့များနဲ့အတူပြန်လာပါမယ်။ရိတ်တာများလုံးပဲရှင်ရရှင်းနေကြပါစေရှင်။